လင်းနှမတစ်ကြိမ်ကျင်းပရဲ့ကမ္ဘာဖလားပြိုင်ပွဲကျင်းပဖို့တော်တော်လေးကိုရက်နီးစံနေပါပြီ ready for the greatest fifa world cup ever ဆိုတော့2026မှာကျွန်တော်အားလုံးသိရတဲ့အတိုင်းပဲ USA မက္ကဆီကိုကနေဒါဆိုတဲ့သုံးနိုင်ငံကအတူတူပေါင်းပြီးတော့2026 world cup ပြိုင်ပွဲကိုကျင်းပမှာဖြစ်တယ်။အဲတော့ကမ္ဘာဖလားအကြောင်းပြောပြီးဆိုရင်ဘောလုံးပွဲစဉ်တွေအပြင်ကိုသူနဲ့ဆက်ဆက်မှုရှိနေတဲ့အရေးကြီးတဲ့ခန်းကဏ္ဍပေါင်ဝင်တဲ့ဘောလုံးကွင်းအပြင်အစင်တွေနောက်ပြီးတော့ကမ္ဘာဖလားကျင်းပပုံတွေ နောက်ပြီးတော့ကမ္ဘာဖလားအတွက်ကိုဂုံပြုတ်ပြီးတည်ဆိုးရတဲ့တချင်းတွေဒါရီယာလည်းအများအတန်းပါဝင်စမြဲပါဒီအဲမှာအရေးကြီးဆုံးတစ်ခုလို့ပြောရမယ်ဆိုကမ္ဘာဖလားဘောလုံးပါမင်္ဂလာပါကျွန်တော်နာမည်ကဖိလစ်ပါဆိုတော့ဒီဗီဒီယိုမှာ2026ကမ္ဘာဖလားပြိုင်ပွဲမှာအသုံးပြုမဲ့ဘောလုံးအကြောင်းကိုကျွန်တော်ကဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲ join ဗီဒီယိုအဆုံးထိကြည့်ပြီးကြပါဦး let's go ဆိုတော့ဒီ official product တွေကတော်တော်လေးကိုဈေးကြီးရတဲ့မှာပါတယ်ဆိုတော့ဒီကမ္ဘာဖလားပြိုင်ပွဲမှာအသုံးပြုမဲ့ဘော်လုံးကလည်း Adidas တစ်စိတ်ဖြစ်တဲ့အကြောင်းသိရတဲ့အချိန် Adidas က official product တွေကအမြင်ဈေးကြီးစေပါဒါပေမဲ့ဒီနှစ်မှာ Adidas ကထူးခြားတာကဒီကမ္ဘာဖလားဘော်လုံးကို version လေးမျိုးထုတ်လာတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ Pro version ရယ် Competition version ရယ်နောက်ပြီး Lead version ရယ် Club version ရယ်ဆိုတာပါပဲဒီလို version မျိုးထုတ်ရတယ်အကြောင်းရင်းတော့ရှိပါတယ်ဘာလို့လဲဆိုတော့ Pro version ဆိုရင်ဒါ တကယ်ကိုစတေဒီယမ်မှာဆော့ရဲ့ဘောလုံး version ဖြစ်တယ်ဒေါ်လာအပြင်ဆိုရင်ဒေါ်လာ150ပေးရတယ်တော်တော်လေးကိုဈေးကြီးရယ်ဘတ်အပြင်ဆိုရင်ဘတ်9000ဒီမှာငွေနဲ့ဆိုရင်9သိန်း10သိန်းဝင်ကျင်တော့ဖြစ်သွားပြီဆိုတော့တောင်တန်ယောင်လူကစုဖို့ခတ်ပါရယ် ADS official လည်းရကျင်တယ်ဒါပေမဲ့ဒီတော့လည်းမသုံးကျင်ဘူးဆိုရင်ကျွန်တော်တို့ competition ဒေါ်လာ60တန်းနောက်ပြီး lead version ဒေါ်လာ40တန်း club version ဆိုပြီးတော့ဒေါ်လာ25ဒေါ်လာပဲပေးရရယ်ဘောလုံးတွေရှိပါရယ် ဒါပေမဲ့ဒီနေ့ဗီဒီယိုမှာကျွန်တော်က2026 World Cup တကယ် official match တွေမှာအသုံးပြုသွားမယ် Pro version ကိုကျွန်တော်က review လုပ်သွားမှာဖြစ်ပါတယ်။ဆိုတော့ဒီဘောလုံးအကြောင်းကိုကျွန်တော်ကနည်းနည်းလေးအစပြောပြမယ်။ဒီအတိုင်းပဲကျွန်တော်တို့ဒီ2026 World Cup ကထူးခြားတယ်ပြောရမယ်ဆိုရင် USA, Mexico, Canada ဆိုပြီးတော့၃နိုင်ငံပထမဦးဆုံးကျင်းပရဲ့ဘဘလာပြိုင်ပွဲဖြစ်တယ်။ဆိုတော့ဒီဘောလုံးရဲ့နာမည်ကို तू က Trion Dor လို့ပေးထားတယ်။ဆိုတော့ Trion ဆိုတာ၃နိုင်ငံပေါ့နော်။ तू ၃ခုကို ပြောခြင်းတဲ့သဘော onda ဆိုတာကတော့ the spanish လို့ပြောထား wave လို့ wave ကြောင်းနေလို့ပြော try onda try onda ဆို wave တုံးကြောင်းလို့ပြောမယ်အဲအကြောင်းကျွန်တော်ဒီဘောလုံးမှာဆိုတွေ့ရတိုင်းပဲ wave လေးရအများကြီးပါနေမှာကိုတွေ့ရလိမ့်မယ်သုံးနိုင်ငံချင်းပါတာဖြစ်တဲ့အတွက်ကြောင့်ဒီဘောလုံးရဲ့ theme ကလည်းဒီအကြောင်းမျိုးစုံကိုကျွန်တော်တွေ့နေရမယ်နောက်ပြီးတော့သူကဒီနိုင်ငံအနှံ့ပေါ့နော် သုံးနိုင်ငံအနှံ့မြို့ကြီးအများကြီးမှာကျင်းပမယ်ပထမဦးဆုံး World Cup ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်လည်းသူကရာသီဥတုကလည်းမျိုးစုံဖြစ်နိုင်တဲ့ဆိုတော့ဒီ Adidas ရဲ့ World Cup ဘောလုံးမှာ technology နည်းပညာအဆင့်မြင့်မှာဆိုတော့အသုံးပြုထားတာကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ဘောလုံးလေးကိုအနည်းငယ်တစ်ချက်လောက်ကြည့်လိုက်ကြရအောင် Let's go ဆိုတော့ကျွန်တော်ဘောလုံးကဘောလုံးအောက်ခံကတော့ဒီအဖြူရောင် သုံးထားတယ်။နောက်ပြီးတော့အဲ့ဟာကိုမှအနီရောင်အစိမ်းရောင်အပြာရောင်ဆိုပြီးတော့အရောင်တွေဆက်ထားတယ်ပေါ့နော်။ဘောတော့ကနောက်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့တွေဒီ air air wave လေးပေါ့နော်။ဒီ wave လေးရအများကြီးကိုတွေ့ရမယ်။ဘောလုံးရဲ့ stretcher အရာဒီဘောလုံး cuff သွားရအချိန်ကျရင်အစင်ပြောင်း technology မြင့်မြင့်ကိုသုံးပေးထားတော့တွေ့ရတယ်။ ဆိုတော့ဒါကကျွန်တော် pro version ဖြစ်တဲ့အတွက်ကြောင့်အရန်ကို detail ဆန်တယ်ဒီ wave pattern လေးရာဒီသူ့ရဲ့ try on လို့ပြောရဲ motion တစ်ခုကိုရည်ညွှန်းတဲ့သဘောပေါ့နော်နောက်ပြီးတော့ဒီ jar မှာဆိုရင်ရွှေရောင်ရွှေမုံလေးတွေ့နေရမယ်အဲ့ဒါကတော့ကျွန်တော်ဒီ ဝေါ်ကပ်ရဲ့တင်ဂေတာပေါ့နော်သူ့ရဲ့ဝေါ်ကပ်ထရိုဖီမှာဂိုးကိုပို့ပြီးတော့ကိုစားပြုထားတဲ့အလျောက်သူအထက်အကြိုင်းမှာဆိုရင်ဒီရွှေရောင်လေးတွေကိုအများကြီးတွေ့နေရမယ်အရောင်မှာကျွန်တော်တို့ဒီအပြာရောင်ကတော့ကျွန်တော်ဒီ US ကိုကိုစားပြုထားတာနောက်ပြီးအနီးရောကနေဒါကိုကိုစားပြုထားတာဒီအစင်းရောမစီကိုကိုစားပြုထားရဲဆိုတဲ့ပုံစံပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ပေါ့နော်ဒီလုံးဝ ဟွာလေးလောက်ထားတက်ရှာလေးမှာဆိုရင်ဒီ eagle လေးတွေ့ရမယ် maple leaf တွေတွေ့ရမယ်နောက်ကျဲပုံစံလေးတွေတွေ့ရမယ်ပေါ့နော်ကျဲပုံစံကတော့သူက US ကိုကိုးစားပြုတာဖြစ်ပြီးတော့ maple leaf ကတော့ကနေဒါကိုကိုးစားပြုတာနောက်ပြီးတော့ဒီ eagle ကတော့ mexico ကိုကိုးစားပြုတာဆိုတဲ့ပုံစံပေါ့နော်ဒီဟာကနောက်ပြီးသူဘာသာစကားနေနေရလဲပြန်ပြီးတော့ဒီမှာ match ball official match ball ဒီမှာရေးထားတာကိုတွေ့ရမှာဖြစ်ပါတယ် try under ဆိုတော့ fever 2026 ဒီဒီစိမ့်နေပေါ့နော်နောက်ပြီးတော့ပို့ပြီးတော့ထူးခြားအောင်ပြမယ်ဆိုရင်ဒီမှာကျွန်တော်တို့ခေါင်းကအနီးကပ်တွေ့ပြတော့လဲဘရိုတွေ့မှာပဲလုံးဝချုပ်ထားတဲ့အရာတစ်ခုမှမတွေ့အောင် seamless technology ကိုသုံးထားဗာလဲဆိုပို့ပြီးတော့အအပူဒဏ်ကိုပိုခံနိုင်တယ်နောက်ပြီးတော့မိုးဒဏ်ရေဆူမှုကိုလည်းပိုခံနိုင်တယ်ပို့ပြီးတော့ smooth ဖြစ်တယ်ပေါ့ ကန်ရတဲ့အချိန်မှာဘာလို့လဲဆိုတော့ချုပ်သားရဲ့ချုပ်ထားရဲ့အရာတွေအဲချုပ်ထားရဲ့ဒီခြေတစ်ခုမှမတွေ့ရအောင်လှုပ်ထားပြီး singless ဘောလုံးပေါ့နော်ဒီကလုံးဝတကယ်ကိုတော်တော်လေးကိုမိုက်တဲ့ဘောလုံးတွေမှာပါတယ်ထပ်ပြီးပြောရမယ်ဆိုရင်ဒီ official match ဘောလုံးတွေမှာအထက်မှာ circuit chip လေးပါတယ်အဲ့ဒါကပါလဲဆိုတော့ sensor ပေါ့နော်ဒီ offside trap ဖမ်းတာတို့ဘောလုံးကို touch ဘယ်နှခုဖြစ်တာတို့ဆိုတော့ဒီထဲမှာ chip လေး ထည့်ထားဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တခုသိချင်တာကဒီထဲမှာတကယ်စန်စာရီပါနေရလားဒါမှမဟုတ်ရင်ဒီ official match ball သူတကယ်ဆော့မဲ့ထဲမှာပဲစန်စာပါလားဆိုတော့ကျွန်တော်တို့ဒီဘောလုံးကိုခွဲချင်းပါပဲအတိမှာပြောပုံရဆိုရင်ကသူကဒီအလဲမှာထည့်ထားရဆိုပြီးတော့ပြောထားရပေါ့နော်။ဆိုတော့တကယ်လို့ဒီဘောလုံးကလေရော့ဝါတာဖြစ်ဖြစ်ဒါမှမဟုတ်ရင်တခုခုပျက်စီးသွားတာဖြစ်မှသာကျွန်တော်ကတော့ ခွဲကြည့်မှာပဲတည်ရမယ့်ပုံစံပေါ့နော်။ဒါပေမဲ့သူတို့ပြောထားပုံအရဆိုရင်ကကြတော့ဒီ official match board အကုန်လုံးမှာအထဲမှာ sensor ထည့်ပေးထားတယ်လို့ပြောရယ်။ sensor လည်း900 hz ရှိရယ်။ဆိုတော့ပြောရမယ်ဆိုရင် real time မှာတင်ဒီ referee ကိုသူကဘလောက် kit ဘလောက်ပြင်းပြင်းလုံးဘယ်ဘောလုံးအရွေ့ဓာတ်ကိုတည်နေရမယ်ဆိုတဲ့ပုံစံနဲ့လောက်ထား။အဲသဘောအကျဆုံးတော့သူ့ရဲ့ဒီ color color wave ပေါ့နော်။တော်တော်လေးကိုမိုက်တယ်။ဒီ အပြာရယ်အနီရယ်အစင်းရယ်ဟိုမှာဒီရွှေရောင်လေးရင်နဲ့နောက်ပြီးတော့ဒီကြားမှာကွာကျွန်တော်ပြောသလို Maple Leaf တွေ Eagle တွေ Star တွေထည့်ထားရယ်နောက်ပြီးတော့ဒီ seamless ပေါ်တော့လုံးဝအပြင်မှာခြုံရိုးတစ်ခုမှမတွေ့ထားဘူးနောက်ပြီး air wave လေးသူကပေးထားရယ်ဒါတော်တော်လေးကိုကျွန်တော်ခြိုက်နေတတ်တဲ့ဘောလုံးထဲမှာတော်တော်လေးပါရယ် walker မှာဆိုလို့ကျွန်တော်ခြိုက်တဲ့ဘောလုံးနှလုံးရှိရယ် version တစ်ခုပေါ့နော်အဲ့ဒါကပါလဲဆိုတော့2010 walker မှာလုတ်တယ် jabulani ဘောလုံးရယ်2014ဘရာဇူကာဆိုတဲ့ဘောလုံးအဲဒီတော့ကလာဝေးဆိုလဲအရန်ကိုကြိုင်းနေခဲ့ဆိုတော့ဒီယာကတော့ဆယ်နှစ်ကြော်ကြာ14နှစ်12နှစ်ကြော်ကြာမှပြန်ပြီးတော့အကြိုက်ဆုံးဘောလုံးတစ်ခုရောပြန်လက်ထဲရောက်ရှိလာပါဘောနော်တော်တော်လေးကိုမိုက်တယ်ဒီသူ့ရဲ့ကလာဝေးသူ့ရဲ့ concept နောက်ပြီးတော့သူ့ရဲ့ technology သုံးထားတာတကယ်ကိုပျောင်ပျောင်လောက်တယ်ဘောနော်ဘောလုံးတစ်လုံးဒီ walk up ဘောလုံးတစ်လုံး official match ball တစ်ခုမှာရှိတဲ့ technology အဲရှိတဲ့ concept တွေရှိတဲ့ဒီ idea အများကြီးကိုထုတ်ထားရတယ်ကျွန်တော်မြင်နေဆိုတော့ကျွန်တော်ဒီ official match ball 2026 world cup မှာသုံးမဲ့ဟာကိုကျွန်တော် review လုပ်သွားဖြစ်ပါတယ်ဆိုတော့ဒီ try on da လေးကိုဒီကြီးစုနေတဲ့ပြည်သက်တွေရောဘယ်လိုမြင်လဲအဲမိုက်တယ်လို့ထင်လား ဒါမှမဟုတ်ရင်အဲတိုက်ပြီးတော့မမိုက်ဘူးလို့ထင်လားကောမန့်မှာလည်းရေးပြီးွားကြပါအောင်အဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ကြောင့်ကျေးဇူးတင်ပါတယ်ကျောင်းရဲ့ channel လေးကို subscribe လုပ်ရသေးလို့ဆိုလည်းဒီကနေ subscribe လုပ်ပြီးတောင်းဆိုပါအားလုံးပဲတာလှပိုက်နေလေးပိုင်ဆိုင်ကြပါစေဒီကနေစွန့်မကောင်းတောင်းပေးပါမယ်ဗျ Bye bye We stand between one nation and football history an unprecedented 104 matches across three countries sound complex, but FIFA has developed a schedule which places players and fans first. By geographically grouping the host cities,